ားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာသရဉ်လာမင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းအရာကိုအားလုံးလည်းတော်တော်လေးစိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့အစီသေးသေးလေးတွေပါတတ်တဲ့မလကာသီးတို့စပစ်သီးတို့ဒီလိုမျိုးအသီးမျိုးတွေကိုစားတဲ့ခါကျရင်သိရတယ်ပဲဖြစ်ဖြစ်ခါလီမသိပဲနဲ့ပဲဖြစ်ဖြစ်တို့ရဲ့အစီတွေကိုမျိုးချလိုက်တဲ့ခါကျရင်အဲ့အစီသေးသေးလေးတွေကဥတက်ကိုသွားပြီးတော့ပိတ်ဆို့တာမျိုးဥတက်ကိုရောင်းစေတာမျိုးဥတက်ကိုနောက်ဆုံးမှပောက်သွားစေတာမျိုးဖြစ်နိုင်သေးလားဆိုတော့ မိကုံးမှာအဲ့မိကုံးကျွန်တော်မကြောမကြာခဏဆိုသလိုမိခံရပါတယ်အဲ့အတွက်ကြောင့်မလို့ဒီနေ့မှာကျွန်တော်အဲ့အကြောင်းပြောပြပါမယ်ပထမဆုံးကျွန်တော်တို့သိရမှာကဥတက်ဆိုတာဘာလဲပေါ့ဘယ်နေရာမှာရှိတာလဲဘာဖြစ်လို့ဥတက်ရောင်ရတာလဲဆိုတာပေါ့ဒါတွေကိုကျွန်တော်တို့သိတဲ့ခါကျတော့မှဒီအစ်စ်တွေကဥတက်ကိုရောင်သေးလားပေါက်သေးလားဆိုတာကိုကျွန်တော်ထပ်ပြီးတော့စဉ်းစားလို့ရမှာပေါ့အဲ့တော့ကျွန်တော်တို့ရဲ့1 byte အတွင်းအင်္ဂါအစိပ်ပိုင်းကိုကျွန်တော်တို့ကဥရင်းနဲ့ဖွဲ့စည်းထားတယ်ဆိုရင်တခြားအင်္ဂါစိပ်ပိုင်းတွေတော့ရှိတာပေါ့နော်ဒါပေမဲ့အများဆုံးရှိတာကဥရင်း လူတယောက်မှာဆိုရင်ねဦးက22ပေလောက်ရှည်တတ်တယ်ရှည်တယ်လို့ကျွန်တော်ပြောတယ်ပြောကြတယ်ပေါ့နော်သင်ရတယ်โอเคဦးအကြောင်းကိုပြောအောင်ဦးမှာကျွန်တော်တို့အဓိကအဖြစ်နှစ်ပိုင်းအဓိကခွဲခြားနိုင်ပထမတစ်ခုကဦးသိန်းလို့ခေါ်ပါတယ်ဦးသိန်းကအများဆုံးပေါ့ဦးသိန်းကိုကျွန်တော် small intestine လို့ရယ်အင်္ဂလိပ်လိုခေါ်တယ်ဦးသိန်းနောက်တစ်ခုကကျတော့ large intestine လို့ခေါ်ရဲဟိုဦးမောက်ဦးမကြီးပေါ့နော်ခုနပြောရဲအဲဦးတက်ကဘယ်နေရာမှာရှိတာလဲဆိုတော့ဦးသိန်းရဲ့အဆုံး ဥမာကြီးအစနားမှာသူကအတက်ကလေးထွက်နေတဲ့နေရာပေါ့သူကအတက်ကလေးဆိုပေမဲ့သူကဟိုအပိတ်ပိတ်နေတဲ့အတက်ကလေးမဟုတ်ဘဲနဲ့သူကအခေါင်းပေါက်ဖြစ်နေတယ်အတွင်းထဲမှာဟိုလွတ်နေပေါ့နော်ဟိုပိုက်ကလေးလိုမျိုးပဲပိုက်ကလေးလိုဖြစ်နေတဲ့အတက်ကလေးပေါ့သူကအစေကံမှာရှိတယ်အေးဥမာကြီးရဲ့အစနားပေါ့နော်ဟိုအစနားဆိုပေမဲ့သူကလမ်းကြောင်းပေါ်မှာကြီးတက်တက်ရှိနေတာမဟုတ်ဘဲနဲ့လမ်းကြောင်းနေပြင်ခွဲထွက်နေတဲ့အတက်ကလေးတက်တက်လေးဖြစ်နေတာပေါ့နော်ဥတက်ကကျွန်တော်တို့ရဲ့လူဒီညာဘက်တောင်เนาะညာဘက်တောင်ဒီနားလောက်မှာကျွန်တော်တို့ဥတက်ကရှိပါတယ် အရင်တော့ကတော့ကျွန်တော်တို့ဦးတက်ကိုခန္ဓာကိုယ်အတွက်အရင်အသုံးဝင်တယ်လို့လူတွေမထင်ကြဘူး။အဲ့အတွက်ကြောင့်မလို့တင်မောသားတွေဒီပင်လယ်ကူးခီးကြီးမှာတွားရမယ်၊အချိန်ကြာကြီးတွားရမယ်၊တင်မောပေါ်မှာနေရမယ်၊ဆရာဝန်ဖာညာမပါဘူးဆိုရင်ကျွန်တော်တို့ဒုက္ခရောက်မှာဆိုလို့ဆိုပြီးတော့တချို့တွေတင်မောသားတွေကဦးတက်ကိုကြိုပြီးတော့ဖျက်ထားတာမျိုးတော့ကျွန်တော်ရှိထားကြတယ်ပေါ့နော်။အခုချိန်ဒီလေဦးတက်ကဘယ်လိုမျိုးအသုံးဝင်လဲဆိုတာနဲ့ပတ်သက်လို့လူတွေကြားထဲမှာနည်းနည်းဝိဝါဒတွေကွဲပြားနေလို့မယ်။တချို့ကကြတော့ဦးတက်ဆိုတာကအဲ့ခန္ဓာကိုယ်အတွက်အသုံးဝင်တဲ့ကောင်းကျိုးပေးတဲ့ gut bacteria တွေပေါ့နော် good bacteria တွေကအဲ့ဒီဦးတက်ထဲမှာသူတို့ရဲ့နေဟိုအိမ်တစ်ခုဖြစ်နေပေါ့နော်သူတို့နားခိုရာဖြစ်နေနေကြတယ်တိမ်းသိပေးထားတယ်ဦးတက်ကခန္ဓာကိုယ်အတွက်မကောင်းကျိုးပဲပေးတာမျိုးမဟုတ်ဘူးဆိုပြီးတော့တချို့ကပြောနေပြောထားတာမျိုးလည်းရှိတယ်တချို့ကကြောက်လေအခုချိန်ထိဦးတက်ကဘာမှသုံးဝင်မအောင်ဆိုပြီးပြောလာပြောတာမျိုးရှိတယ်ပေါ့နော်ကြည့်ထားပါတော့အဲ့တော့ဦးတက်ပင်နေရာမှာရှိလဲဆိုတာကျွန်တော်သိရတယ်ဘယ်ချိန်မှာဦးတက်ကရောင်တက်လဲဦးတက်ကပေါက် တက်လဲဆိုတာကိုထပ်ပြီးသိရတယ် ကိုတက်ကပုံမှန်အဖြစ်စဉ်သူမှာ mucus လေးပေါ့နော်ချွဲလေးတွေသူ့ပတ်သက်သူထုတ်လေးထုတ်တာရှိတယ်ချွဲချွဲလေးထုတ်နေတယ်ပေါ့နော်ထုတ်နေတာကနေပြီးတော့ဟိုသူကခန့်တာဒီဥမာကြီးတဲ့အဲ့ထုတ်လိုက်တဲ့ချွဲလေးတွေရရရွားတာပုံမှန်အဖြစ်လဲအဲ့ဥတက်သေးကိုအစာဟောင်းနေပေါ့နော်အစာဟောင်းနေမစင်နေနောက်ကအစေနေနောက်ကအသီးအသီးဟိုပေါ့ဟို ခြေဖြတ်လို့မရလိုက်တဲ့ຢာတွေကဥတက်ထဲဝင်လင်းဝင်ထားရှိတယ်။ဒါပေမဲ့ပုံမှန်အဖြစ်ဆိုရင်အဲ့ဥတက်ထဲကနေပြပြန်ပြီးတော့ဥမာကြီးတွေကိုပြန်ရောက်ပြီးတော့နောက်ဆုံးမှာမစင်ဖြစ်နေပြန်ပြီးတော့ဆွန့်လို့ဆွန့်လိုက်တယ်ပေါ့နော်ဒီတိုင်းဖြစ်သွားတယ်။အဲ့လိုမျိုးပဲပုံမှန်ရှိနေရတာနေပြီးတော့တစ်ခါလီမှာကျတော့အဲ့ဥတက်ရဲ့အဝကဒီ take ဝကပိတ်သွားတယ်။ဘာလို့ပိတ်တာလဲဆိုတော့ခုနပြောလို့အစီတစ်ခုရဲ့နဲ့တော့သူကပိတ်တာမဟုတ်ဘူး။တခြားအရာတွေဖြစ်တယ်ကျွန်တော်တို့ကမစင်လို့နောက်တစ်ခါအစာခြေဖြတ်လို့မရတဲ့အရာတွေရှိမယ်။နောက်တစ်ခုကကျတော့ ခုနပြောတဲ့ acid ဒီမှာလည်း acid တော့ပါတယ်ပေါ့နော်အဲ့ဒီလိုအရာတွေနဲ့ဆိုရင်ဒီခါလေးမှာကျွန်တော်တို့ပိတ်ဆို့ဝါတတ်တယ် bacteria တွေ virus တွေကြောင့်လည်းအဲ့ဒီအပေါက်ကလေးကပိတ်ဝါတတ်တယ်အဲ့လိုမျိုးအပေါက်ကလေးကပိတ်ဝါတဲ့အခါကျရင်တော့သူကဒီ mucus တွေကကြာဆက်ပြီးတော့ထုတ်နေတော့မယ်ဒါပေမဲ့အပြင်ကိုပြန်ထွက်ဖို့အပေါက်ကမရှိတော့မရှိတော့တဲ့အခါကျဥတက်ထဲမှာတဖြည်းဖြည်းနဲ့ပြေးလာပြေးလာတာကနေကြားလာတဲ့အခါကျတော့အဲ့မှာရှိတဲ့သွေးကြောလေးတွေကိုသွားပြီးဖိမိသွားရောသွေးကြောလေးတွေကိုသွားပြီးဖိမိသွားတဲ့အခါကျတော့ဒီအထက်မှာပြေးလာတဲ့အခါကျတော့ နေရာမှာရှိတဲ့သွေးကြောတွေဖိမိတာပေါ့နော်အဲ့ဖိမိတဲ့ခါကျတဲ့သွေးကြောတွေသွေးမလျှောက်တော့သွေးမလျှောက်တဲ့ခါကျတဲ့အဲ့သွေးကြောတွေကနေပြီးတော့ရောင်လာတယ်နောက်တစ်ခါတစ်ခါလီမှာကျရင်ပူပြီးဆိုးတဲ့ခါကျတဲ့ပုတ်သွားတာမျိုးဖြစ်တတ်တယ်အဲ့လိုမျိုးရောင်လာတယ်ပုတ်သွားတယ်ဆိုတာမျိုးဖြစ်တာကနေပြီးတော့နောက်ဆုံးမှာဆက်ပြီးတော့မကုဘူးအဲ့ချိန်မှာအထိဘာမှမလုပ်ဘူးဆိုရင်တော့ကျွန်တော်တို့ကနောက်ဆုံးမှာပောက်ထွက်သွားတယ်ပေါ့နော်အဲ့ဥတက်လေးကပောက်သွားတယ်ဒါကိုကျွန်တော်တို့ဥတက်ရောင်တယ်ဥတက်ပိတ်တယ်ဥတက်ပောက်ထွက်တယ်ဆိုပြီးတော့ကျွန်တော်ပြောပြောလို့ပြောလို့ပြောထားရှိပါတယ် ဒီမှာကျွန်တော်တို့သတိထားဖို့ကဘာလဲဆိုတော့အစိစားတိုင်းပေါ့နော်ဦးတက်ပေါက်တာမဟုတ်ပါဘူးဦးတက်ရောင်တာမဟုတ်ပါဘူးကျွန်တော်လေးလာချက်တစ်ခုမှဆိုရင်ကျွန်တော်တို့ကဒီအစိတွေပေါ့နော်ဦးတက်ရောင်တဲ့လူစုစုပေါင်းဒူနာ2000ကျော်ကိုကျွန်တော်ခွဲစိတ်တဲ့ပေါ့နော်ခွဲစိတ်ပြီးတော့ဦးတက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအဲ့ဒီက0.05%ပေါ့နော်အဲ့လောက်မှပဲဦးတက်ထဲမှာတဲ့အစိတွေ့ရပါတယ်တဲ့။ကျန်တဲ့သူတွေမှာတော့ဦးတက်ထဲမှာအစိတွေ့ရတယ်မျိုးမရှိပါဘူးတဲ့။အဲ့တော့ အစ်စ်စားလိုက်လို့ကျွန်တော်တို့ဥတက်ရောင်တာပိတ်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဘာဟာကြောင်းရံကျေမဟုတ်ဖဲနဲ့အဲ့ဥတက်ရဲ့ထိတ်ပိုင်းလေးကပောက်ဝါလေးက ပိတ်ဆို့ွားရဆိုရင်တော့ကျွန်တော်အစိတ်စားပြီဖြစ်စေမစားပြီဖြစ်စေဦးအတက်ကရောင်ပြီးတော့ပောက်တာမျိုးကျွန်တော်တို့ဖြစ်နိုင်ခြေရှိပါတယ်အဲ့တော့အစိတ်သက်သက်နဲ့တော့ပိတ်တာမျိုးမဟုတ်ဘူးတခြားမစင်ရင်တို့တခြားဘက်တီးရီးယားတွေဗိုင်းရပ်စ်တွေတခြားဟိုစားလိုက်မိတဲ့အစားအသောက်တွေကြောင့်လည်းကျွန်တော်ပိတ်ဆို့နိုင်တာမျိုးရှိပါတယ်ကျွန်တော်တရေသေးမှတ်လို့မရတာကအစိတ်အကြောင်းသီးသန့်တော့ကျွန်တော်မပိတ်ဘူးဒါပေမဲ့ဖြစ်နိုင်ခြေကတော့0.05%လောက်ရှိတယ်ဆိုတော့လူတစ်ထောင်မှာဆိုရင်ကျွန်တော်တို့က9ယောက်နှုန်းလောက်ပေါ့နော်ဟုတ်တယ်တနား လူတစ်ထောင်မှာအဲ့လောက်နှုံနောက်တော့ကျွန်တော်သွားပြီးတော့ရှိရဲလို့ကျွန်တော်ပြောလို့ရတယ်ပေါ့ဆိုတော့အာလုံးဝကြီးဟိုအစီစားလိုက်လို့လုံးဝကြီးဥတက်မပေါက်ဘူးလို့တော့ကျွန်တော်ပြောလို့မရဘူးဒါပေမဲ့ချစ်နိုင်ချီကရန်နေပါတယ်တခြားအကြောင်းအရာအကြောင်းဥတက်ပေါက်တာဥတက်ရောင်တာကပို့ပြီးတော့အဖြစ်များလေးများထားရှိပါတယ်အထူးသဖြင့်တော့ကျွန်တော်ဝမ်းချုပ်တက်တဲ့သူတွေမှာဆိုရင်ねဥတက်ကပို့ပြီးတော့ရောင်တက်တယ် ပါပူရပောက်တက်တယ်နောက်တစ်ခုကကျတော့အသက်ငယ်တဲ့သူတွေမှာဆိုရင်ဥတက်ရောက်တာဥတက်ပောက်တာပူရဖြစ်တဲ့ဖြစ်တာရှိပါတယ်တဲ့ဘာလို့ဝမ်းချုပ်တဲ့သူတွေမှာဆိုရင်ဥတက်ရောက်တာပူဖြစ်လဲဆိုတော့ဝမ်းချုပ်တဲ့ခါကျတော့အစာတွေဟောင်းနေရဒီနေရာမှာသွားပြီးပုံနေရစုပုံနေရစုပုံနေတဲ့အချိန်မှာ तू ကအဲ့အပေါက်ဝါလေးကပူပြပိတ်ဝါနိုင်တယ်ပိတ်ဝါနိုင်နေဆိုရင်နောက်ဆက်တွဲပူပြပောက်တာမျိုးဖြစ်နိုင်ပါတယ်အဲ့တော့ဥတက်ရောက်တာဥတက်ပောက်တာကအစ်င့်နဲ့တော့ဓာတ်ရိုက်ကြီးအဲ့လောက်ထိမတက်ဆိုင်ဘူးဒါပေမဲ့စိတ်ချခြင်းနဲ့ပေါ့နော်ကိုကကြောက်လဲကြောက်တတ်တယ်ဆိုရင်တော့ဖယ်စားတာကပူပြကောင်းပါတယ် ကျွန်တော်တို့နောက်ကျွန်တော်နောက်ဆက်တွဲသိသိချင်တာကဘာလဲဆိုတော့ဥတက်ရောင်နဲ့ဥတက်ပေါက်ပြီဆိုရင်ဘယ်လိုမျိုးရောဂါလက္ခဏာတွေလာလဲပေါ့ပထမဆုံးကျွန်တော်တို့သိရမှာကဒီနေရာကနာပါတယ်ဒီညာဘက်တောင်းတော့နော်ဒီချက်နဲ့ချက်ချက်နဲ့ပတ်ချာလေးလောက်ညာဘက်နားမှာဒီနေရာမှာကျွန်တော်နာပါတယ်ထိလိုက်ပူပြီးပြင်းပြင်းထန်ထန်နာပါတယ်နောက်တစ်ခုကကျတော့အန်နေနော်ဥဒီနေရာနာတယ်အဲ့နဲ့နောက်တစ်ခါဖျားတယ်ဒီ၃ခုနဲ့လာပြီဆိုရင်ကျွန်တော်ဥတက်ရောင်တာလို့ကျွန်တော်တို့ ကောက်ချက်ချလို့ရပါတယ်။အရန်အဖြစ်များပြီးတော့ခွဲစိတ်မှုတွေရဲ့80ရာခိုင်နှုန်းလောက်ကဥတက်ရောင်တာဥတက်ပေါက်တာတွေကိုကျွန်တော်ခွဲစိတ်ရတယ်လို့ပြောပါတယ်။ဥတက်ကရောင်ယုံမဲရောင်နေဆိုရင်တော့ခွဲစိတ်မှုကတိတ်မကြီးပါဘူး။ကျွန်တော်ဒီနားလေးမှာအပေါက်ဖောက်ပြီးတော့ရောင်နေတဲ့ဥတက်ကိုဖြတ်ထုတ်ဖြတ်ထုတ်ဖြတ်တောက်လိုက်ရင်ကျွန်တော်ရပါတယ်။ဒါပေမဲ့ဥတက်ရောင်နေတာကို ိုကဆက်ပြီးတော့ကုသမှုမခံယူဘဲနဲ့ဒီတိုင်းထားမယ်ဆိုရင်တော့အဲ့ရောင်နေတဲ့ဥတက်ကပောက်သွားရဲဆိုရင်အဲ့ဒီမှာရှိတဲ့ဒီပေါ့ဟိုဂန်ဂရင်းရနေပေါ့နော်ပောက်တယ်ဆိုကြဲကွာသူကဆက်ပြီးပုတ်နေပြီးတော့အဲ့ပုတ်နေတဲ့ဟာတွေကခဏကူအကုန်လုံးကိုဒီလိုလုံးရောက်ရှိွားနိုင်ပြီးတော့သွေးစိတ်တက်တာသွေးစိတ်ပြန့်နှံ့တာတွေလိုမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့တကယ်လို့ဥတက်ပောက်တဲ့အထိဖြစ်ပြီးဆိုတော့ကျွန်တော်တို့ဘိုက်ကိုအကြီးခွဲရတယ်ပေါ့နော်ခွဲရခွဲရအကြီးပေးပြီးတော့ကျွန်တော်အဲ့ဒီဟာတွေအကုန်လုံးကိုလိုက်ပြီးတော့ဟိုဖယ်ထုတ်ပေးရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဥတက်ရောင်တဲ့လက္ခဏာတွေများရှိမယ်ဆိုရင် ်ချိတ်ဟိုကြိတ်ပြီးမကုတနေပဲနဲ့ချိန်ကြီးစေးုံသွားပါဒါဆိုရင်ကျွန်တော်တို့ပြဿနာမရှိပါဘူးမဟုတ်ဘူးဆိုရင်တော့ဥတက်ပောက်သွားတဲ့အဖြစ်ဖြစ်ရင်တော့အသက်အန္တရာယ်ဖြစ်နိုင်တယ်နော်အဲ့ဒါမမေ့ပါနဲ့အဲ့နောက်ဆုံးမှကျွန်တော်ပြန်ပြီး conclusion ဟိုပါပေါ့ညီကုန်းချုပ်နေနဲ့ပြောချင်တာကဥတက်ရောင်ခြင်းပောက်ခြင်းကအစိနဲ့တိုက်ရိုက်ကြီးအများနဲ့မတတ်ဆိုင်ပါဘူးဖြစ်နိုင်ခြင်းနည်းနည်းလေးတော့ရှိတယ်ဒါပေမဲ့အများအားဖြင့်တော့တခြားအကြောင်းအရာတွေကြောင့်လည်းကျွန်တော်ဥတက်ရောင်တာဥတက်ပောက်တာဖြစ်နိုင်ပါတယ်